အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ပြည်မမာပြင်းညော် channel ကနေ ပြန်လဲကြိုဆိုလိုက်ပါတယ်အခုတစ်ခါတင်ဆက်ပေးမှာကတော့ဆွန်လ16ရက်နေ့အစပြီးမထမတ်ပဲရွှေဘုံမော်ဆိုင်ရမြင်းနန်လေးခုဆိုတော့အယံမှန်နဲ့ဆရာကြီးစန်းစာနီဘိုရဲ့ဟောစဉ်ကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ပြည်မမာပြင်းညော် channel လေးကိုလည်း subscribe နေပြီးအားပေးတော့ကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ် ရင်တွေနေမွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ15ရက်ကနေ21ရက်နေ့အတွင်းတည်ရှိနေတဲ့ကာလမှာအပြိုင်ဆိုင်အလုံးကိုကြော်တော့အောင်မြင်မယ်ရှင်မန်းချက်မြန်မာစွာထားပြီးတိုးတက်မှုကိုဖန်တီးနိုင်တယ်ရှင်ပြိုင်မှုအလုံးကိုကြော်လွားပြီးဘဝတိုးတက်မယ်ကာလရှိချာဆိုင်ငံ့နေတဲ့လူမှန်သမျှကို အောင်မြောင်ဆွဲနိုင်စွာရှိတယ်။ကိုယ်ပိုင်ယက်တီချက်နဲ့ဒုက္ခဉ္ဇင်းရဲ့အနစ်သာရကိုရမယ်။တိုးတက်မှုအောင်မြင်မှုတို့ရဲ့အနစ်သာရကိုရမယ်။ပညာတတ်ကို သုံးချနိုင်မယ်။ဝေဝေနဲ့ဝေထွက်တယ်မမြဲဘူး။ကိုယ်ကိစ္စတွေသူတော်ကိစ္စတွေကိုဦးစားပေးပြီးလုပ်ရမယ်။လုံးသမျှလူသိရှင်ကြဖြစ်မယ်။လျှော့ဝဲရမရဘူး။စံအရည်နေရာကောင်းသောကံကြမ္မာနဲ့တိုးတက်မှု ဖြစ်တည်တော်မူတဲ့ 16ရက်နေ့ရန်တိုက်ခဏနေထိတ်တိုက်တွေ့ရတတ်တယ်။အနောက်တောင်ရကုဥတီသွားစရာနေဖြစ်တတ်တယ်။မနေ့9နိုင်နေ10နိုင်ခွဲတွင်သတိထား16ရက်နေ့မိကောင်းဆွေကောင်းထောက်ခုရမယ်။လူလေးရောက်အတူတူခီးသွားခြင်းမပြုရဘူး။အနောက်ရကုဥတီသွားစရာနေကူးဆက်ရမယ်။နေ့တနိုင်ခွဲနေ့ညနေ3နိုင်တွင် အသွာလာကူးဆက်ရမယ်။16ရက်နေ့မှာ ချူကြသောကံပွဲ့မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလူကကြိုးပေးခြင်းနဲ့တိုးတက်ခြင်းဖြင့်ရှိမယ်စကောရဲ့နေ့မှာရဝေးမှကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းသတင်းစကားတွေကြောင်းမယ်20ရဲ့နေ့မှာဝိတေကံကောင်းမယ်လက်ပွဲ့မယ်အလိုရှိရာပြည့်စုံမယ်21ရဲ့နေ့မှာရန်တိုက်ခံများနဲ့ထိတိုက်တွေ့မယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်တာတွေကြောင်းမယ်အနောက်ရက်ကိုတည်သွားစေတဲ့ရှိတဲ့တဲ့မနစ်ညနေ့ တဏ္ဍာန်ခွဲရနေညနေသောတိုင်းတွေကိုအသွာလာနေတိုင်းယူဆက်မယ်အဲ့ဒီကဓနသိတိနဲ့ခတ်ဆန့်ရှင်သောနေ့တစ်ခုလည်းဖြစ်ပါတယ်ဒီကံလအတွင်းမှာတနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိန်တော်ရှဲဖြစ်တတ်တယ် တလေးကိုကနိုင်နေကြိုးပေးပါလေအညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သွန်ဆွဲပြီးလူရှိရာကိစ္စဆောင်ရွက်ပါဂျွန်လ20ရက်နေ့မှာပိုက်ဆံအကျွေစိတ်30ကိုပလတ်စတစ်လေးတစ်ခုထဲမှာထည့်ပိတ်ပြီးတော့ပိုက်ဆိုင်ထည့်ထည့်ပြီးစောင်းထားပေးပါထူးခြားစွာငွေကြေးကံကောင်းခြင်းနဲ့လက်ဝင်ခြင်းတွေအနာဂတ်မှာဖြစ်ပေါ်လာပါလိမ့်မယ် ကျေးဇူးတင်ပါတယ်တနင်္လာနေ့ဝေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ15ရက်ကနေ21ရက်နေ့အတွင်းကာလရံများမယ်တိုက်ခတ်များမယ် စေတနာဝေဒနာဖြစ်မယ်တပါးသူကြောင့်ကိုယ်ရည်ရွယ်ချက်ပြင်းရွှဲမယ်တွက်ဆထားတာနဲ့လက်တွေ့ကွာဟမယ်ယံတိုက်ခံနေတဲ့ထိတိုက်တွေ့မယ်ဝေချေးပေးယူကိစ္စတွေမှာအငင်းပွားစရာကြုံမယ်တပါးသူကြောင့်မိမိရည်ရွယ်ချက်တွေမှာနှောင့်နှေးကြကြခြင်းကြုံမယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်ယံနောက်ဆက်တွေနဲ့ထိတိုက်တွေ့မယ်အတိုက်ခံကြတဲ့မှာဘဝတိုးတက်မှုတွေကို ဖန်တီးရယူခြင်းကိုကျော်တွင်နိုင်တယ်။ဆန်ငါးရည်နေမှာပြဿနာများတဲ့နေ့စိန်အောင်ဆင်များတဲ့နေ့ဖြစ်တယ်။ဆက်ချောင်းရည်နေရမေကောင်းဆွေကောင်းထောက်ကူရခြင်းဘဝကံတိုးတက်ခြင်းနဲ့ရည်မှန်းချက်အောင်မြင်ခြင်းနဲ့ရှိ။အဲ့ဒီနေ့မှာအနောက်တောင်ရက်ကိုဒီသွားစေတဲ့ရှိတဲ့တဲ့မနေ့ ကိုးနိုင်တဲ့စေတိုင်းခွဲတွင်သွားလာပြီးဆက်အမယ်ဆက်ခွန်ရနေရတော့လူမျိုးခွဲအချိုးပြေးခြင်းပြောင်းလဲမှုနဲ့တွတ်တက်မှုကံပွင့်ခြင်းနဲ့ရှိမယ်ဆက်ရှိရနေရငွေစုလိုက်ဝယ်မယ်မထင်မှတ်ဖဲဒုစမြအောင်မြင်ခြင်းနဲ့တွတ်တက်ခြင်းနဲ့ရှိဆက်ကိုးရနေမှာအထင်မှားခံရတဲ့ဆက်ခွန်ရနေမှာလူမျိုးခွဲအချိုးပြေးမယ် အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေချိုးပေးမယ်။ဝေးကြီးကလုပ်ငန်းကံကောင်းခြင်းချိုးမယ်။၁၈ရနေ့မှာငွေကြီးကကောင်းမယ်။လက်ပွင့်မယ်အလိုပြည့်စုံမယ်ဘဝတိုးတက်မယ်။၁၉ရနေ့မှာမတော်တဆထိခိုက်ဝင်ရဲ့ကျူးဆက်ရမယ်။မှန်းနာနဲ့လက်တွေ့ကွာမယ်။စိတ်နှောင့်ဆက်တည်များမယ်။၂၀ရနေ့မှာ ပေါ်ပေါက်လာတဲ့အခွင့်အရေးတွေကိုလက်တွေ့သုံးချပြီးတော့တိုးတက်မှုရှာမယ်။ရံများမယ်။ အတိုက်ခံတဲ့ထိတ်တိုက်တွေပဲ27နှစ်မှာမတော်တဆထိခိုက်မှုအနေကို အထူးပြုပြီးကြိုဆိုင်ရမယ်အနောက်ရက်ကိုဒီသွားစရာနေရှိတဲ့နေ့ တနင်္ဂနွေနေ့သုံးနိုင်တွင်သွားလာကြိုဆိုင်ရမယ်အဲ့27နှစ်ကဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့လည်းဖြစ်တဲ့အတွက်လက်ပွင့်ကပ်ပွင့်စေခြင်းတွေအတွက်စီစဉ်ဆောင်ရွက်နိုင်ခြင်းရှိမယ် ီကာလတော်တွင်မှာတနင်္လာနေ့တောက်ချာနေ့ဗုဒ္ဓနေ့မွေးသူတွေကိုကောင်းကျိုးပေးမယ်တနင်္ဂနွေနေ့ငါနေ့မွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်မယ်ငါခုကိုကနန်းနေ့အကျိုးပေးတယ်အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုအကျိုးပေးတဲ့အရောက်များဖြင့်သုံးဆွဲပြီးတော့အလိုရှိရာဆောင်ရွက်ပါကောင်းခြင်းကံကြမ္မာများရစေရန်အတွက် အဖြူရံပဝင်းတို့ကိုဖျားကတ်သူပူဇော်ပြီးတို့ရာဆုတောင်းပါကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ15ရက်ကနေ21ရက်နေ့တော်တွင်မှာ အလိုပြည့်စုံခြင်းဘဝတို့တဲ့ခြင်းကံမြမာခြင်းနဲ့ရှိမယ်အလုံးစင်တို့တဲ့မယ်လောဘကွေပုံပုံရရှိမယ်ယာဒုစင်တို့တဲ့မယ်အခဲခဲဖြစ်ရှင်းနိုင်မယ်ရှင်ပြိုင်မှုအောင်မြင်မယ်လူမျိုးခွဲအကျိုးပေးမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေမှလည်းအကျိုးမြတ်ကောင်းစွာရရှိမယ်ပေါ်ပေါက်လာတဲ့စေကုကြံကြံတို့ကိုလက်တွေ့ခံတဲ့ဖို့ရတဲ့တော်တယ် အလုံးရှာခြင်းလုံးလျှောက်ခြင်းတွေကောင်းတယ်ပြောရသူတွေမှာစမ်းပွင့်တယ်ဝေယကြီးကိစ္စတွေမှာမြုံနယ်လိုက်ရဲ့ထူးခြားတဲ့အကျိုးဆက်တွေရရှိမဲ့ကာလတစ်ခုဖြစ်ပါတယ်15ရက်နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းတိုးတက်ခြင်းနဲ့ရည်ရွယ်ချက်အောင်မြင်ခြင်းနဲ့ရှိ16ရက်နေ့မှာ ရှင်ပြိုင်မှုအောင်မြင်မယ်ဝေဖတ်မတည်မှုတိုက်ခတ်များမယ်မတော်တဆထိခိုက်မှန်နေရာကိုလည်းကြိုးစားရမှာပေါ့ အနောက်တောင်ရောက်ကုန်ဒီသွားစရာညရှိတဲ့တဲ့မနေ့ကိုနိုင်တဲ့ဆယ်နိုင်ခွဲတွင်သွားလာယူဆဲမယ်ဆက်ခွန်ရဲ့နေမှာရံများမယ်တိုက်ခတ်များမယ်ထင်လွဲမှုတွေဖြစ်ရှင်းရတဲ့တဲ့စိတ်ရှုပ်ထွေးရတဲ့တဲ့ဆက်ရှိရဲ့နေမှာမိကောင်းဆွေကောင်းထောက်ယူရမယ်မထင်မှပဲအမျိုးသမီးမိတ်ဆွေတီကက်ထူအောင်ကူညီရပြီးတော့ဘဝကံတက်လန်းလုပ်ငန်းတက်လန်းပွင့်သွားမယ် 19ရက်နေ့မှာခရီးကိစ္စဆင်ပြင်မယ်လူမျိုးခွဲအကျိုးပြင်မယ်ရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ဆင်ပြင်မယ်ပစ္စည်းပြောက်တတ်တယ်20ရက်နေ့မှာငွေကြေးကန်ကောင်းမယ်လက်ပွင့်မယ်လူရပြည့်စုံမယ်ဘဝတိုးတက်ရရဆင်ပြင်မယ်21ရက်နေ့မှာသေစားထိခဲ့မှန်တွေကယူဆရမယ်ရံများခြင်းနဲ့မတော်တဆနဲ့ဖြစ်ပေါ်တတ်ခြင်းတွေကိုဆက်ရမယ်။အနောက်ရက်ကုန်တည်သွားစရာနေရှိတတ်တဲ့နေ့ တနိုင်ခွဲနဲ့သွားလိုက်သုံးနိုင်တွင်သွားလာနေတိုင်းအထူးပြုပြီးကျူးဆက်ရမှာဖြစ်တယ်။အဲ့ဒီ၂၀ရက်နေ့ဂျူနာတနသိတိနဲ့ကဆန်းရှင်တဲ့နေ့ဖြစ်တယ်။အကျွေးစေ၂စေကို အမွှေးနှံသာပြန်ပြီးလူနဲ့ဆောင်ပေးပါ။ဒီကလာတော်တွင်မှာကြာသာပတိနဲ့ဗုဒ္ဓနဲ့အင်္ဂါနဲ့ဝိသုရိကောင်းကျိုးပေးပြီးတော့တနည်းလာသောကြာဝိသုရိဒုက္ခပေးမယ်။၃၆ခုကဏ္ဍနဲ့ကျိုးပေးတယ်။ အပြာရောင်ပန်းရောင်မိခိုးရင်ရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါပန်းရောင်နေ့စီဝင်နေသည်ဘုရားကလူပူဇော်ပြီးအလိုရှိရာဆုတောင်းရင်ဆုတောင်းပြေပါတယ်ကျေးဇူးတင်ပါတယ်ဘုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ15ရက်ကနေစပြီးတော့27ရက်နေ့အတော်တွေမှာ ရိမန်းချက်ရည်ရွယ်ချက်တရားမြင်မယ်ဝေကြီးကံကောင်းမယ်လက်ဖွဲ့မယ်စုပေါင်းလုပ်ငန်းချိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုလောကန်ကျင်းတို့ရဲ့ကောင်းသောကျိုးကျေးဇူးရမယ်အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရမယ်ကျမ်းမိန်တဲ့ငယ်ချူကြမယ်အမျိုးသမီးမိတ်ဆွေကြီးကဲဒုထာကူညီရမယ်စမ်းပွင့်ခြင်း အိမ်တော်ကံကောင်းခြင်းအိမ်တော်ရင်းနဲ့ပတ်သက်သောဆုံးဖြတ်ချက်အခြေအနေနဲ့ပတ်သက်သောဆုံးဖြတ်ချက်ချမှတ်ရခြင်းတွေကြောင့်ပဲအလုတ်ကိစ္စဆောင်ရွက်စဉ်ပြင်ပြီးကြီးကဲမြတ်ထံကကောင်းသောထောက်ကူရမယ်ဘဝတိုးတက်မှုနဲ့ကံမြတ်မှမှုတွေရှိမယ်15ရင်းနေမှာကိုလိုသမျှအောင်မြင်မှုနဲ့တိုးတက်မှုရှိ16ရင်းနေမှာပစ္စည်းပြောက်တတ်တဲ့မတော်စရည်ကူးဆက်ရမယ်ရန်တက်ခနေနဲ့ထိတ်ထိုက်တွေ့မယ်အနောက်တော်ရက်ကုန်တည်သွားစရာညင်ရှိတတ်တယ် မနေ့ကိုးနိုင်တဲ့ဆယ်နိုင်ခွဲတွင်သွားလာယူဆရမယ်ဆက်ခွန်ရည်နေ့မှာငွေချေးကံဒုက္ခကံစီပွားကံထူကောင်းပြီးတိုးတက်တဲ့ကံတွေပေါ်မယ်ဆက်ရှိရည်နေ့မှာ ရန်တိုက်ခံတဲ့တွေ့တတ်တဲ့လှည့်စားသူတွေနဲ့တွေ့တတ်တဲ့ဆက်ကိုးရည်နေ့မှာကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ရှေတို့လောက်ကံခြင်းတွေကြိုးပမ်းပြီးတိုးတက်မယ်အထူးကောင်းတဲ့နေ့တစ်ခုဖြစ်တဲ့နစရဲ့နေ့မှာရံပတိပက္ခိုင်နဲ့ထိတ်တိုက်တွေ့မယ်သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက် ရည်မှန်းချက်တွေမှနှောင့်နှေးမယ်21ရည်နေ့ကတော့အရာရာဆင်ပြေခြင်းတို့ရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းရှိမယ်ဒါပေမဲ့အနောက်ရက်ကုန်တည်သွားစေနေရှိတတ်တဲ့နေ့ဖြစ်တဲ့ပတောသဆနေ့အထူးသတိထားမယ်နေ့တနိုင်ခွဲနေ့ညနေ3နိုင်တွင်အသွာလန်နေတိုင်းကျေးဆက်မယ်အဲ့ဒီမှာတဏှသိတိနဲ့ကဆန်းရှင်တဲ့နေ့ဖြစ်တဲ့ပိုက်ဆံ1000တန်တည်းကိုမွေးနှံသာပြန်ပြီးတော့လူနဲ့ဆောင်ပေးလိုက်ပါ တနင်္လာနေ့သောကြာနေ့ကနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့ဇာသပတိစနေနေ့မွေးသူများကြောင့်စေနောက်ရှယ်ဖြစ်တတ်ပါတယ်369ကိုကနန်းနေ့ကျိုးပေးပါတယ်ပန်းရောင်နေရောင်ချက်သွေးရောင်တို့ဝတ်ပြီးလိုရှိရာကိစ္စဆောင်ရွက်ပါဝေးကြီးလုပ်ငန်းရေးအစကောင်းကျင်ကံနေရဖို့အတွက်ပန်းရောင်ပတ်ဝန်းကျင်တွေဖျားကတ်လူပူဇော်ပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်သာသာပတိနေမွေးသူအားလုံး မင်္ဂလာပါ2025ဇွန်လ15ရက်နေ့21ရက်နေ့တော်တွင်မှာစူပေါင်းလုပ်ငန်းကျိုးပြင်မယ်မိကောင်းဆွေကောင်းတောက်ကူရမယ်ညီမချက်တဲ့အောင်မြင်မယ်စမ်းပွဲ့မယ်လိုရာပြည့်စုံမယ်ဘဝတိုးတက်မယ်ညီမချက်အောင်မြင်ခြင်းနဲ့ကံမြမချင်းရှိမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းသောတိုးတက်သောစကားချုံမယ်မင်္ဂလာကိစ္စများပံဝင်ပတ်သက်ရတဲ့ ရေမချက်စစ်တွေရေဝဲချက်စစ်တွေထူးထူးခြားခြားအောင်မြင်မယ်ဝေကြီးခန္ဓာလုပ်ငန်းခန္ဓာထူးထူးခြားခြားတိုးတက်မယ်ဒီတပတ်အတွင်းမှာမင်္ဂလာဆောင်ဖိတ်စာတစ်ခု ဖိတ်ကြားခံရရင်အဲ့ဒီမင်္ဂလာဆောင်ဖိတ်စာကိုသေချာသိမ်းဆဲထားပါအိမတန်လက်ပွင့်စေတဲ့ကံပွင့်စေတဲ့ထူးခြားတဲ့ကံတွေပေါ်ပေါက်လာတယ်ထူးခြားတဲ့မင်္ဂလာရေးရာတွေဖြစ်ပေါ်လာနိုင်တယ်အဓိက15ရက်နေ့မှာစူပေါင်းလုပ်ငန်းကျိုးပဲမေကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်16ရက်နေ့မှာသက်စာဖောက်ခံရတဲ့ လူလိန်လူကောက်တွေ့တဲ့တဲ့မတော်တဆနေကိုလည်းအထူးပြုဂရုစိုက်ရလိမ့်မယ်အနောက်တောင်ရောက်ကိုသွားစင်အနေရှိတဲ့တဲ့မနေ့9နိုင်နဲ့10နိုင်ခွဲတွင်သွားလာဂရုစိုက်မယ်18ရက်နေ့လုံးသမျှအစဉ်ပြေသွားမယ်အောင်မြင်သွားမယ်မိကောင်းဆွေကောင်းထောက်ခွေရမယ်16ရက်နေ့မှာရံများမယ်မတော်တဆနေဂရုစိုက်ရမယ်ညာချင်ညာလက်မှာသေစားထိခဲ့မှုဖြစ်တတ်တယ်19ရက်နေ့ဟာ အရာရာဆင်ပြေခြင်းတို့ရာပြည့်စုံခြင်းမိကောင်းဆွေကောင်းတောက်ကူရခြင်းဆုံးဖြတ်ခြင်းမှန်ခြင်းရှိမယ်20ရင်းနေ့မှာလုံးဝမလုတော့ဘူးလို့ဆုံးဖြတ်တဲ့ကိစ္စပြန်လို့ဖြစ်လိမ့်မယ်ရတ္တန်နဲ့လုတ်တွေပြန်လဲစတင်လိမ့်မယ်21ရင်းနေ့ကကံကောင်းခြင်းလက်ပွင့်ခြင်းနဲ့တိုက်ဆိုင်နေတဲ့ဒနာသီတိနဲ့ကစမ်းရှင်တဲ့နေ့အဲ့ဒီမှာပိုက်ဆံတရွက်ကိုအမွှေးနှံသာပြန်ပြီးလူနဲ့ဆောင်လုံးသမ ्या လဲကောင်းတယ်ဒါပေမဲ့အဲ့ဒီနေ့မှာ မတော်တဆထိခိုက်မှန်တရားကိုအနောက်ရက်ကိုတည်သွားစဉ်ဖြစ်တတ်တယ်။နေတနိုင်ခွဲနဲ့သုံးနိုင်တွင်သွားလာနေတိုင်းဂယုစိုက်ရမှာဖြစ်တယ်။တနည်းလာနေအင်္ဂါနေ့တောက်ချာနေမွေးသူတွေကောင်းကျိုးပေးပြီးတော့ကြာသာပတိနေ့စနေနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်။အပြာရောင်ပန်းရောင်ညီရောင်ချက်သွေးရောင်တို့သုံးမှာ369ခန်းနဲ့သုံးမှာပန်းရောင်ပန်းခွေဖျက်ကတ်လို့ပြီးလိုရာဆူတောင်းရင်ဆူတောင်းပြေးပါမယ်။ကျေးဇူးတင်ပါတယ်။ ောက်ချာနေမွေသူအလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်15ရက်နေ့21ရက်နေ့အတွင်းမှာငွေကြေးကံကောင်းမယ်လူရပြည့်စုံမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝရည်မှန်းချက်တွေရှေ့တွန်းလုပ်ပြီးတိုးတက်သွားမယ်အကျကဲဘလောက်ရှိရှိဒီချိန်မှာအလုံးကိုကျော်လွှားပြီးတလန်းရောက်ဗဏ္ဍီတိုင်းလေး ရတ္တန်တဲ့လူတွေပြန်လဲစတဲ့နေဆိုင်ငံထားတဲ့လူတွေပြန်လဲဆင်းပြေမယ်ပိတ်နေတဲ့လမ်းကြောင်းကုန်ပြန်ပွဲမယ်ကိုယ်ပိုင်ယက်တီချင်းနဲ့ဘဝတွတ်တက်မှုရဲ့နှစ်သာရတွေအထူးတလည်းကောင်းသောနေထားနဲ့တွတ်တက်တဲ့ခန်းနေဖြစ်ပေါ်ပေါက်ကြိုးပေးသွားမယ်သူတမန်းနဲ့ကိုယ်နဲ့ကြာမတူတဲ့ရှုတော့နေရနေတွေးပြီးလှုပ်လိုက်တာတွေကနေတွတ်တက်တဲ့လမ်းကြောင်းနေကိုယ်ထံရောက်လာမှာ15ရင်းနေမှာ ဝေကြီးကံကောင်းမဲ့လက်ဖွဲ့မဲ့16ရင်းနေမှာ မတော်တဆနဲ့ကျဆဲမဲ့ရန်တက်ကံနေဖြစ်တတ်တဲ့အနောက်တောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြသတိထားမယ်16ရင်းနေမှာလက်ဖွဲ့ကံဝေကြီးနဲ့အခက်ခဲပြည့်လည်ခြင်းနေရှိမယ်17ရင်းနေမှာမထင်မှတ်ဖဲငွေဝင်မဲ့ရန်တော့ဖြစ်ရတတ်တယ်ပဋိပက္ခရှိတတ်တယ်၁၉ရက်နေ့မှာမထင်မှတ်ပဲတို့ရပြည့်စုံခြင်းနဲ့တိုးတက်ခြင်းနဲ့ပုံမဲ့ ညနေမှာရက်တက်နဲ့လှုပ်တယ်ပြန်လဲစခြင်းရပယ်ခွင့်ပြန်လဲရရှိခြင်းကြောင့်ပဲ၂၁ရက်နေ့မှာမတော်တဆထိခဲ့ပွင့်နေကြိုးဆက်ရမယ်အဲ့ဒီကဓနသိတိနဲ့ခန့်နဲ့စမ်းရှင်တဲ့နေ့လည်းဖြစ်တဲ့အဲ့ဒီမှာဝိဆက်ကုတရက်ကိုအမွေးနဲ့သာဖြန်ပြီးလူနဲ့ဆောင်အဲ့ဒီမှာမတော်ဆနေကအနောက်ရက်ကိုတည်သွားစေတဲ့ရှိတဲ့နေကင်းတနိုင်ခွဲနဲ့သုံးနိုင်ခွဲ ုံးနိုင်အတွင်မှာသတိထားနေခင်းတဏ္ဍန်ခွဲနဲ့သုံးနိုင်အတွင်မှာသတိထားပါအနည်းရှိတတ်တယ်တနေ့တာကာလအတော်အတွင်းမှာစိဝလလပါတွေကတော့ကောင်းပါမယ်အဲ့ဒီချိန်လေးကိုပဲနေငယ်အညာရှိတာပါဒီတပတ်တာကာလအတွင်းမှာတနေ့လာနေ့ကြာသာပတိနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္ဂနွေစနေမွေးသူများကြောင့်စိန်တော်ဆက်တည်ရှိတတ်တယ် တင်ငါကိုကနန်းနေချိုးပြီးတယ်အပြာရောင်မိခွေရောင်နှုတ်နှစ်ရောင်နေသုံးပြီးလို့ရှိရကိစ္စဆောင်ရနိုင်တယ်အဖြူရောင်နဲ့ကဲမွားတထဲကို အမွှေးနတ်သာပြန်ပြီးလူနဲ့ဆောင်မှာကောင်းခြင်းခံနေရပါမယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ 19ရက်နေ့နဲ့21ရက်နေ့တော်တွင်မှာဆုံးဖြတ်ချက်မှန်ကန်မယ်ရပိုင်권ပြန်ရမယ်ခရီးကံကောင်းမယ်ယင်းဤသူများနဲ့စကားများတတ်တဲ့အပြန်ဆိုင်တက်ခနေနဲ့ထိတိုက်တွေ့မယ်ငွေဝင်နဲ့ပြန်ထွက်တယ်မမြဲဘူးဥတီကျဲပြောင်းခြင်းချိုးပြခြင်းရှိမယ်လူမျိုးခွဲချိုးပြမယ်19ရက်နေ့မှာရန်နဲ့ရှင်ပြီးလောက်ရမယ်အယူဆမတူသူတွေတွေ့ရတဲ့16ရက်နေ့က အရာရာစင်ပြေပဲကံကောင်းမဲ့တို့ရာပြည့်စုံမယ်16ရက်နေ့မှာလို့ဖို့ကိစ္စဖို့ဒီကြုံမယ်ရှင်ပြိုင်မှုအောင်မြင်မယ်17ရက်နေ့မှာရန်တိုက်ခံတဲ့ကြုံမယ်အထင်မှားမှုတွေဖြေရှင်းရမယ်19ရက်နေ့ထူးထူးခြားခြားကံကောင်းခြင်းမိကောင်းဆွေကောင်းထောက်ကူရခြင်းနဲ့ကြုံမယ်20ရက်နေ့ခရီးကံကောင်းမဲ့လူမျိုးကွဲအကျိုးပေးမယ်အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကျိုးပေးမယ်20ရက်နေ့မှာငွေရေးချေးကံဘဝကံကောင်းခြင်းနဲ့တိုးတက်ခြင်းတို့ကို ြုံတွေ့ရမှာဖြစ်ပါတယ်ဒီကလာအတွင်းမှာအထူးသတိထားမယ့်ရက်၂ရက်ရှိပါတယ်မတော်တဆညဖြစ်တတ်တဲ့ရက်၁၆ရက်နေ့ဇူလအဲ့ဒီမှာအနောက်တောင်ရက်ကိုတည်သွားစေတဲ့ရှိတတ်ပါတယ်မနေ့9နိုင်နဲ့10နိုင်ခွဲအတွင်းဖြစ်ပါတယ်နစတဲ့ရနေ့မှာတခါအနောက်ရက်ကိုတည်သွားစရာနေ့ဖြစ်တတ်တဲ့နေ့တနိုင်ခွဲနဲ့ညနေ၃နိုင်တွင်ဖြစ်ပါတယ် အဲ့ဒီ20နှစ်မှာထူခြားချက်နောက်တစ်ခုကဒနာသိတိနဲ့ခတ်စမ်းရှင်တဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာလက်ပွင့်ကပ်ပွင့်စေရပိုက်ဆံကြွေစေးတို့ကို30ကိုပလတ်စစ်ထည့်ထည့်ပြီးလူနဲ့ဆောင်ပေးထူးထူးခြားခြားကောင်းတဲ့နေတာရှိဒီကလတပတ်တာအတွင်းတင်းငွေတွေစောက်ကြစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တင်းလာနေ့ဇာသပတိနေ့မွေးသူများကြောင့်စိန်နောက်ဆက်တီခတိကောင်းနေ့ဖြစ်တတ်တဲ့နှစ်ခုကုန်ကနေ့အကျိုးပေးတယ် အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါအဖြူပန်းပွင့်လေးတွေဖျားကတ်လူပြီးတော့လိုရာဆန္ဒပြုပါ ထူးထူးခြားခြားကံကောင်းပါမယ်ကျေးဇူးတင်ပါတယ်အားလုံးပဲမြင်ပါပါခင်ဗျာကျွန်တော်တို့ရဲ့မြန်မာပြည်ရော့ channel ကလည်းပြန်လည်ထူထောင်လိုက်ပါမယ် ကနေပေရင်ဟောဆရာများကိုရဲ့ဦးစားပေးတင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဒီမှာ channel ကို subscribe မနေရသေးဘူးဆိုရင် subscribe လုပ်ကြပါနောက်နေ့မြတ်ဟောဆရာများကိုအမြဲတမ်းဆင်နိုင်ရအတွက်လည်းဒေတာကကောင်းကောင်းလေးကိုတောင်းနေမိအောင် channel ကိုပြုလုပ်ကြပါခင်ဗျာကျွန်တော်တို့ရဲ့ဒီမှာဒီရင်းတော်ချင်တဲ့ဆရာကြီးဆရာကြီးဟောဆရာများဆရာကြီးဆရာကြီးတွေဆိုရဲ့ဒီဟောဆရာ ဆရာလေးဆရာငယ်ရဲ့ဘေးဟောဇာများဆရာကြီးကျော်စင်ဟင်းရဲ့ဘေးဟောဇာများဆရာဆရာတို့ရဲ့ဘေးဟောဇာများဟောဇာများဆရာဟိမြဝန္တာရဲ့ဘေးဟောဇာများအစာရှိတော်ဘေးဆရာကြီးများရဲ့ဟောဇာများဆရာမချောစစ်စုတာဆရာမထားရတဲ့အစာရှိတော်ဘေးဆရာမများရဲ့ဟောဇာများကိုလည်းနေ့စဉ်နေ့စဉ်အပတ်စဉ်အပတ်စဉ်နောက်ရင်နောက်ရင်တိုင်းသင်ဆက်ပေးနေတာလည်းဖြစ်ပါတယ်ခင်ဗျာအားကြောင့်ကျွန်တော်တို့ရဲ့ဒီမှာဒီဟိတ်ကျော် channel လေးကို subscribe ားမေ့တော့ခဲ့ကြပါလို့လေးစားစွာပန်ကြလိုက်ကြပါပန်ကြလိုက်ပါခင်ဗျာကျေးဇူးပြုကြပဲလက်ရရှင်ရလေးများလည်းတုတ်ပေးခဲ့ကြပါလို့ကောင်းဆိုလိုက်ပါခင်ဗျာအားလုံးပဲဆက်ပါရှင်ဘေးဆက်လက်ပြီးတော့ဗီဒီယိုစာများကိုကြည့်ရှုနားဆင်ခံသွားခံစားပြီးသွားကြပါခင်ဗျာ